နိုဝင်ဘာလ30ကရုရှားစစ်လေရင်တစီဟာကြိုတင်လေကြောင်းခီးစင်မရှိပဲအချက်ပြစနစ်ပိတ်ထားပြီးပိုလန်လေပိုက်နဲ့အနီးကိုပြန်တန်းဝင်ရောက်လာတဲ့အတွက် NATO fighter ဇက်လေရင်တွေက မောင်းထုတ်ခဲ့ရတယ်လို့သိရပါဗျ။ဘော်တစ်ပင်လယ်ပြင်ပေါ်ကနေပိုလန်လေပိုက်နဲ့အနီးဖြတ်တန်းလာတဲ့ရုရှားစစ်လေရင်ကို F16 နဲ့ MiG-29 fighter ဂျက်လေယာဉ်တွေဆစ်လွတ်ပြီးကြားဖြတ်နှောက်ရှက်ကလာယာလန်ကိုပြန်မောင်းထုတ်ခဲ့တယ်လို့ NATO အဖွဲ့ဝင် ပိုလန်အာဏာပိုင်တွေကထုတ်ပြန်ပါတယ်။အော်တိုဘာလကလည်းရုရှားဆစ်လေယာဉ်တစီဟာလစ်သူရေးနီးယားနိုင်ငံ လေးပိုင်းနဲ့တည်းထိဝင်ရောက်ခဲ့တဲ့အတွက် NATO Baltic လေကြောင်းရဲတပ်ဖွဲ့က Eurofighter တိုက်ပွန်းဂျက်လေယာဉ်နဲ့ခြံရံပြီးမောင်းထုတ်ခဲ့ရပါတယ်။ စက်တင်ဘာလကလည်းရုရှား MiG 31 fighter jet လေယာဉ်3စီးဟာ NATO အဖွဲ့အရေးပေါ်အစည်းအဝေးလုပ်နေချိန်အက်စတိုးနီးယားလေပိုင်နဲ့ထဲကျူးကျော်ဝင်ရောက်ပြီး12မိနစ်ကြာချင်းချောက်ပြန်တမ်းပြခဲ့တဲ့အတွက်မောင်းထုတ်ခဲ့ရပါသေးတယ်